တရားရုံးမှာပုံကဲမှုမကျူးလွန်ခဲ့ကြောင်းတန်ကိုရီးယားဟောင်းသမ္မတယုံကြီးဆုံးတန်ကိုရီးယားသမ္မတဟောင်းယုံဆူယိုဟာပုံကဲမှုကျူးလွန်ခဲ့တာမရှိဘူးလို့ဆိုဘဟုခရယောင်ကတရားရုံးဂျာနာပွဲမှာ AP 14ရက်ကညင်းဆုံလိုက်ကြောင်း CNN သတင်းမှာရေးသားထားပါတယ်ရုံးရင်စီအောင်ချုံရဲ့အမေကြောင့်ရာဇဝမှုဆာယာရုံးတင်စစ်ဆေးခြင်းပထမနေ့အဖြစ်သူဟာတရားရုံးကိုရောက်ခဲ့တာဖြစ်ပါတယ်။အယက်တာအောင်ချုံရဲ့ကိုဖြိုခွင်းမှု ဒီစင်မှာ၃ရက်ကြိုးပမ်းမှုနဲ့ပတ်သက်ပြီးလွှတ်တော်အမတ်တွေကဆွဆွဲအပြစ်တင်တာခံရပြီးရွှန်ဟံတမရတာဝန်ကနေဆိုင်းငံ့ခံခဲ့ရက အခုလာစောပိုင်းမှာတော့ယာဒူးကနေတရားဝင်ဖေရှားခံခဲ့ရတာဖြစ်ပါတယ်စနဝါရီလမှာရုံးကိုဆွဲဆိုထားတဲ့ရာဇဝတ်မှုနဲ့ဆက်လင်းပြီးအဖမ်းခံရတဲ့တန်ကိုရီးယားနိုင်ငံရဲ့ပထမဆုံးသော နိုင်ငံကောင်းဆောင်ဖြစ်လာခဲ့ပေမယ့်နောက်ပိုင်းမှာလှုပ်ထုံလုံးဤအရာသူ့ကိုပြန်လှုပ်ပေးခဲ့တာဖြစ်ပါတယ် ယုံကမအောင်မြင်တဲ့စစ်အုပ်ချုပ်ရေးကြီးညာချက်အတွက်ပုံကံနေလို့ဆွဆွဲခံထားရပေမယ်။သူ့ရဲ့တရားရည်အဖွဲ့ကဆွဲချက်အာလုံကိုညင်းဆိုခဲ့ပါတယ်။တမရဟောင်းကသူ့ကိုယ်သူခုခံကာကွယ်ဖို့ရည်တည်ခဲ့တာဖြစ်ပါတယ်။အကျဉ်းမဖက်ပဲနိုင်ရည်နေနေသာကြားတဲ့အဖြစ်ပြက်တစ်ခုကိုပုံကံမှုဖြစ်သတ်မှတ်ပြီးဖျက်သိမ်းဖို့တောင်းဆိုချက်ကိုအမျိုးသားလွှတ်တော်ကနေချက်ချင်းလက်ခံလိုက်တာကတရားဝင်အခြေအမြင်မရှိပဲကျွန်တော်ကိုလှုပ်ကြံလိုက်တာပါလို့ယုံကတရားရုံးမှာပြောပါတယ်။ တရားသူကြီးကယွန်ကိုသမရဟောင်းလို့ရည်ညွှန်းပြီးခုခံရှောင်းလဲသူယွန်ခင်မားရဲ့အလုတ်ကသမရဟောင်းဖြစ်လို့ခင်မားကိုလည်းရှီမှာဘယ်လိုရည်ညွှန်းရမလဲလို့မေးခဲ့ပါတယ်အစိုးရရှင်နေဟောင်းလဲဖြစ်တဲ့ယွန်ကတရားခွင်မှာတရားလိုရဲ့တင်ပြချက်ကိုပြဖို့တရားရုံးကိုတောင်းဆိုခဲ့ပြီးဖွင့်ဆိုချက်ကိုအချက်တစ်ချက်ချင်းညင်းဆိုခဲ့ပါတယ်ယွန်ဟာစစ်အုပ်ချုပ်ရေးကိုကြိုတင်စီစဉ်ပြီးစစ်တပ်ကိုလွှတ်တော်မှာတာဝန်ချထားအပါအဝင် ပြတင်းပေါက်တွေကိုဖျက်ဆီးပြီးလျှက်စင်မီကိုဖျက်သားဖို့အမိန့်ပေးခဲ့တယ်။ဖွဲ့စည်းပုံခြေခံဥပဒေကိုဖောက်ဖျက်ဖို့ရည်ရွယ်ခြင်းနဲ့လူမှုအုံကြွမှုကိုလှုပ်ဆော်ဖို့ကျင်းစီခဲ့တယ်လို့ဆွဲချက်မှာဖော်ပြထားပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။